တနင်္ဂနွေသားကြီးများအားလုံးမင်္ဂလာပါလို့နှုတ်ခွန်းဆက်သပေးပါရခင်ဗျာ၂၄ရက်၄လ၂၀၂၅မှ30ရက်၄လ၂၀၂၅တပတ်တွင်းတနင်္ဂနွေသားကြီးများတွင်ကုမုဒ္ဒရာအောင်ဗေဒဟောစရာကဏ္ဍကတွင်ဟောပြောပေးတော့မှာဖြစ်ပါတယ်တနင်္ဂနွေသားကြီးများဟာလုပ်ငန်းနဲ့ပတ်သက်ပြီးတော့အစင်မပြေမှုလေးတွေအနေငယ်ကြုံရတတ်တယ် အလောက်ကိုင်းနဲ့ပတ်သက်ပြီးတော့နော်ကြည့်တော့ကဲနောက်ဆော့ကဲပုံစံမျိုးဖြစ်တတ်တယ်။နောက်အထက်လူချင်းနဲ့အောက်လက်ငယ်ရာကြားမှာပြဒနာတွေတက်တာဒါမျိုးတွေညောတက်ပါလေ။ငွေကြီးပတ်တယ်။ငွေနံကိစ္စငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စငွေကနေအထက်ကနေပြီးတော့အရှင်ပြေမှုတွေ ငွေကြီးကံကောင်းမှုတွေပေါ့နော်ငွေကြီးနဲ့ပတ်သက်ရောကံကောင်းမှုတွေရောက်လာမယ်ကားလုံငန်းကြောက်လုံငန်းတွေအကျိုးပေးအောင်မြင်မယ်ငွေကံတွေကောင်းပါမယ်ဒီဘက်နဲ့ပတ်သက်ပြီးတော့ဥမော့လာမယ်ကြည်ပွားရေးနဲ့ပတ်သက်ပြီးတော့အဖက်လက်ကနေပြီးတော့အဆင်ပြေမယ်။အောင်မြင်မှုကြီးရမယ်။တန်စီစစ်စားတက်ပစီလုပ်ငန်းအကျိုးပေးအောင်မြင်မယ်။ ရွှေကြောက်စကားများတာရွှေကြောက်ကျရဏတတားလေးတွေကြုံမယ်လူမွေးကျရဏလေးတွေဖြစ်မယ်လူမွေးကျရဏလေးဖြစ်တဲ့ခါမှလည်းခါလီမှာကြီးမားတဲ့ကိစ္စမျိုးတွေထီအောင်ဖြစ်သွားနိုင်ပါတယ်မိစေပေါင်းနဲ့ကောင်း90ဆုံး90ဖြစ်ပြီးတော့မြေကိစ္စပွဲကိစ္စတွေမကြီးမကြာမတိမကြာဆိုတဲ့ကိစ္စဖြစ်တယ်သုံးဖြတ်ချက် ဖတ်ခက်တင်တတ်ပါတယ်။အကြမလို့ညီနဲ့ပတ်သက်တာဖုန်းနဲ့ပတ်သက်တာတို့ရောတို့ရောတွေဖြစ်နေပါလိမ့်မယ်။ခေးကံနဲ့ကောင်းတဲ့ကောင်းတော်ခီးပိုင်သွားနိုင်တယ်။ခေးကစနဲ့ပတ်ပတ်သက်ပြီးတော့လူမျိုးကြအကူညီမဆောက်ပေါ့မယ်။နိုင်ငံခြားကိစ္စရပ်တွေကောင်းမယ်။ရဝေးကိစ္စရပ်တွေကောင်းမယ်။တနွေသားသမီးတွေနဲ့ချို့ဒီမမြလဲမဲနဲ့ အလူကိစ္စတွေဖြစ်ပေါ်တတ်ပါတယ်နော်နောက်နိုင်ငံခြားဖြေပောက်တာတွေပါတယ်ဝေစုလိုက်ပုံလိုက်ဝန်တာတွေဖြစ်ပေါ်တတ်ပါတယ်အထဲထဲလေးလုပ်ငန်းတွေကောင်းနေအနုပညာနဲ့ပတ်သက်တဲ့လုပ်ငန်းကောင်း90စုံ90ဖြစ်တယ်အနုမေတာတိမိနဲ့ပတ်သက်ပြီးတော့ လူငနဲ့ပတ်သက်ပြီးတော့အခြေကိစ္စတွေလည်းကောင်းနေတယ်အခြေခံတွေလည်းကောင်းနေတယ်အိမ်တော်ကြီးမှာတော့ကောင်း90စုံ90ဖြစ်ပေါ်နေပါတယ်တနင်္ဂနွေတားမီးရာကျမိုင်နဲ့ပတ်သက်ပြီးတော့လေးအောင်နာဘာရောက်နာချစ်တတ်ပါတယ်မိခင်ကျမိုင်ကောင်းပါတယ်ဖခင်ကလည်းကျမိုင်အောင်ချင်းနဲ့ပတ်သက်ပြီးတော့ကျမိုင်ဒုက္ခပိဒကမျိုးတွေ ကျွမ်းနိုင်ပါတယ်။ကြရိယာအနေနဲ့ဘာကြီးဆောထားမယ်ဆိုလို့ရှင်နတ်ကြီးတို့ဖျောက်တူပါလူဟာဆွတ်တော့မှာအယောင်အားဖြင့်အဖြူရောင်အနက်ရောင်အကျိုးပေးပါတယ်။ကဏ္ဍအားဖြင့်ခုနှစ်ကနှစ်ကအကျိုးပေးပါတယ်။တနင်္လာနေ့တို့တနင်္လာနေ့တို့ဟာမိမိတို့အတွက်နေကောင်းနေရမြတ်ဖြစ်ကြပါလေ။တနင်္ဂနွေတော်ရီမြတ်အားလုံး စိတ်ချနာခြင်းကိုယ်ကြီးကျမ်းမာခြင်းများပြည့်စုံကြပါစေခင်ဗျာတနင်္လာတာသည်များအားလုံးမင်္ဂလာပါလို့နှုတ်ခွန်းဆက်တာပါတယ်ခင်ဗျာ24ရက်လေးလ2025မှာ30ရက်လေးလ2025တပတ်တွင်ကုမုဒ္ဒရာအောင်ဒေရေဟောစရံကန္နာကရမီရောတနင်္လာတာသည်များတို့ဟောပြောပေးတော့မှာဖြစ်ပါတယ်တနင်္လာတာသည်တွေဟာလုပ်ငန်းကောင်းနေနဲ့ကြုံတွေ့ရပါလိမ့်မယ်လုပ်ငန်းအပြောင်းရွှေ့တွေလည်းဖြစ်ပေါ်တတ်တယ် ဇာဝေးကိုပြောင်းရတဲ့အနေအထားမျိုးတွေဖြစ်တတ်တယ်။လုတ်တက်ကြိုင်တက်တည်အချိုးပေးအောင်မြင်တဲ့ကာလဖြစ်မှာဖြစ်ပါတယ်။လုပ်ငန်းတိုးချဲ့တဲ့ကိစ္စတွေလည်းအောင်မြင်မှာဖြစ်တယ်။နိုင်ငံခြားလူမျိုးခြားကိစ္စတွေကိုကြီးဖို့ပေါ်မယ်။အထက်ထက်လေးလုပ်ငန်းအမှုပညာနဲ့ပတ်သက်တဲ့လုပ်ငန်းတွင်းထွက်တရားစတာလုပ်ငန်းအောင်မြင်မှာဖြစ်ပါတယ်။ခရီးကောင်းနေလဲသွားနိုင်ပါတယ်။ မြေကိစ္စဖုံးကိစ္စအချို့ကိစ္စတွေဆင်ပြေပြီးတော့အချို့မှာတော့နည်းနည်းအထင်ကောက်လေးကြီးဖြစ်ပြီးမှအဆင်ပြေလာနိုင်ပါတယ်။မိလက်စလုပ်ငန်းတွေကောင်းတယ်။လူမျိုးရေးနဲ့ပတ်သက်ပြီးတော့ကိုယ်နဲ့ပြိပကဖြစ်ထားတဲ့လူမျိုးရေးတွေကပြန်လည်ပြီးတော့ကောင်းမွန်တင်းမြတ်လာတာကိုတွေ့ရမှာဖြစ်ပါတယ်။ ်ဗာဒမီချိုးတွေလည်းကောင်းမယ်ရွှေလုပ်ငန်းကောင်းမယ်ဆက်ပစီနဲ့ပတ်သက်တဲ့ကိစ္စကြတိကောင်းတယ်စာချုပ်ကိစ္စကြတိလည်းကောင်းတယ်စံစီစေစားဆက်ပစီလုပ်ငန်းမှန်းမြအောင်မြင်တဲ့ကာလဖြစ်ပါတယ်ငွေကန်ရတော့ဝင်လို့ဝင်လို့ငွေဝင်ငွေနဲ့ထွက်ငွေနော်ပုံမှန်ဖြစ်ပါတယ်လူငယ်နဲ့ပတ်သက်တဲ့အခြေအကိစ္စတွေမှာ အမဲငယ်အစင်မပြေမှုလေးလေးစိတ်တိုင်းမကြပုံစံမျိုးလေးလေးဖြစ်တတ်တယ်။အိမ်တော်ရဲ့ရံကောင်းတယ်အိမ်တော်ရဲ့နဲ့ပတ်သက်ပြီးတော့သမီးတော်သမီးရဲ့ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့အကျိုးနဲ့ပတ်သက်တာလေးတွေကျမ်းမာရေးအနေငယ်ဒုက္ခပိတတ်တယ်။မိခင်ကျမ်းမာရေးအနေငယ်လေးညံ့တတ်တယ်။အဲ့ရလေခြေထောက်နဲ့ပတ်သက်တာမိခင်ကျမ်းမာရေးညံ့တတ်တယ်။ဖခင်ကျမ်းမာရေးကောင်းပါလေ။သမီးတော်သမီးတွေအနေနဲ့ ရှရိယာအနေနဲ့ဘာလဲဆောင်ရထားမလဲဆိုလို့ရှင်ပေါမမှုနိုဇာဖျောက်လူဟာလူရဆွတောင်းမှာအယောင်အားဖြင့်အဝါရောင်အဖြူရောင်အနက်ရောင်ကျိုးပြီးပါတယ်ကနန်းအားဖြင့်ငါးတုံညကျိုးပြီးပါတယ်တတပရိနေတို့စန်နေတို့ကမိမိတို့ရဲ့နေကောင်းနေနဲ့ဖြစ်ကြပါတယ်တနင်္လာသားသမီးများအားလုံးစိတ်ချမ်းသာခြင်းကိုကြွေးကြမ်းပါခြင်းများပြည့်စုံကြပါစေခင်ဗျာ အင်္ဂါတပည့်များအားလုံးမင်္ဂလာပါလို့မျှဝေဆက်တာပါတယ်ခင်ဗျာ24ရက်4လ2025မှာ30ရက်4လ2025တပတ်တွင်အင်္ဂါတပည့်များတွေဟောပြောပေးတော့မှာဖြစ်ပါတယ်အင်္ဂါတပည့်တွေဟာလုပ်ငန်းနှစ်မျိုးနဲ့စာပြည့်၍လုပ်ကြံတတ်ပါတယ်အလောက်ကန်နေတဲ့ကောင်းမွန်ပါတယ်လုပ်ငန်းဟောလုပ်ငန်းအစ်ကော ကောင်းနေတဲ့ကာလဖြစ်ပါတယ် ဝေးကြီးနဲ့ပတ်သက်တဲ့လုပ်ငန်းတွေစနေအောင်မြင်မှာဖြစ်ပါတယ်။ကြောက်လုပ်ငန်းကားလုပ်ငန်းတွေလည်းအယောင်းဝယ်ကောင်းတဲ့ကာလဖြစ်ပေါ်လာမှာဖြစ်တယ်။ဆက်ပစီနဲ့ပတ်သက်တဲ့ကိစ္စရပ်တွေကောင်းတယ်။ထို့တော်လည်းပဲဆက်ပစီကြောင့်စကားများတဲ့ပုံစံမျိုးဆစ်ဆွဲပြောဆိုမှုပိုင်းဆင်ရမျိုးတွေကျုံလာနိုင်ပါတယ်။ဆာဝက်ဆာရဒုက္ခပိတာတွေအနေငယ်ရှိမယ်။လူမွေးကိစ္စရပ်တွေကောင်းတယ်။ အောင်းနဲ့ငယ်တာပြေးစားကြတယ်လည်းကောင်းတယ်ရွှေအချင်းပြောင်းရွှေအရောင်းဝယ်လုပ်ငန်းတွေမှာတော့အထက်အကျမမှန်တာမျိုးတွေကျွမ်းနိုင်ပါတယ်မိစေပေါင်းတဲ့ကိုကြီးမဆမှုပေါ်ပါမယ်မိသားစုရေးမှာအေးချမ်းစာဖြတ်သားမယ်အနေအထားမျိုးရှိတယ်မျိုးဝန်နာတွေပါဖြစ်ပေါ်မှာဖြစ်ပါတယ်မျိုးဖုံးတို့တန်ကြီးရှိတဲ့ပစ္စည်းတွေဝင်လာနိုင်ပါတယ် ဆရာကောင်းသမားကောင်းတွေတွေ့မယ်သူအဖြစ်ဘာသာရေးနဲ့ပတ်သက်ပြီးတော့ဆောင်ရွက်လို့ရှင်ပို့ပြီးတော့အောင်မြင်မှာဖြစ်ပါတယ်ဘာသာရေးလုပ်ငန်းဆောင်ရွက်နေတဲ့လူတွေအထိတ်ချာနဲ့ပတ်သက်ပြီးဆောင်ရွက်နေတဲ့လူတွေအောင်မြင်တဲ့ရပ်ပိုင်းတွေဖြစ်ပါတယ်ခရီးကံတွေလည်းအရန်ကောင်းတဲ့ကာလဖြစ်တယ်ရဝေးသွားတဲ့ခီးအောင်မြင်မယ်အထူးအဖြစ်ရဝေးသွားတဲ့ခီးတွေပို့ပြီးတော့အောင်မြင်မှာဖြစ်ပါတယ်လူမျိုးသားကိုညီမဆဖို့ပေါ်မယ် နိုင်ငံရချားတွေအကျိုးပေးကာလဖြစ်တယ်။အထယ်အထယ်လေးလုပ်ငန်းတွေကောင်းတယ်။တွင်းထွက်တရားစရပစ္စည်းများပွဲစားလုပ်ငန်းများအကျိုးပေးအောင်မြင်တဲ့ကာလဖြစ်ပါတယ်။လူငယ်နဲ့ပတ်သက်တဲ့အခြေအနေမှာလည်းအရန်ကောင်းနေတယ်။အိမ်တော်ကြီးလည်းကောင်းတယ်။မိမိအတွက်ကျန်းမာရေးလည်းကောင်းတယ်။မိခင်အတွက်လည်းကျန်းမာရေးကောင်းတယ်။ဖခင်အတွက်လည်းကျန်းမာရေးကောင်းပါတယ်။အင်္ဂါတသမီများအနေနဲ့ ရေရာအနေနဲ့ဗာဒီဆောင်ရထားမယ်ဆိုလို့ရှင်အဓိကတော့ရေရာမပြုတ်ခင်မှာမိမိစိတ်ပိုင်းဆံနဲ့ပတ်သက်ပြီးတော့စိတ်ထောင်းကိုကြည်မဖြစ်အောင်အထူးအားဖြင့်စိတ်ညစ်စရာလေးတွေရှောင်ရှားထားပါနော်စိတ်ညစ်စရာလေးလက်ခံမထားဖို့ပြောကြားလိုပါတယ်ရေရာအနေနဲ့ဗာဒီဆောင်ရထားမယ်ဆိုလို့ရှင်သမင်းဖြူစီဆန်းပြီးတော့နာဗကဖျောက်သူဟာ သမင်းဖြူငါးပကံဖျောက်တူပါလူကဆူတောင်းမှာအကြောင်းအားဖြင့်အဖြူရောင်အနဲ့ရောင်အချိုးပေးပါတယ်ခဏအားဖြင့်ငါးခွန်အချိုးပေးပါတယ်တတပတိတိတို့စနေတိတို့ကမိမိတို့နေကောင်းနေရမဖြစ်ကြပါတယ်အင်္ဂါတပတိများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းများပြည့်စုံကြပါစေခင်ဗျာဗုဒ္ဓဟူသားသမီးများအားလုံးမင်္ဂလာပါလို့နှုတ်ခွန်းဆက်တာပါတယ်ခင်ဗျာ၂၄ရက်၄လ၂၀၂၅မှာ 30ရက်4လ2025တပတ်တွင်ကုမုဒ္ဒရာအောင်ပြည်ဟောစရန်ကဏ္ဍကနမြေဘောဓုသတိမြတ်တော်ဟောပြောပြီးတော့မှာဖြစ်ပါတယ်။ဘောဓုသတိမြတ်ကြီးကလုံငန်း2မိနစ်စာလောက်ပြန်တတ်ပါမယ်။အလောက်ကနေတဲ့ကောင်းတယ်။အလောက်စ်ကိုဦးစားပေးပြီးတော့လုံငန်းအောင်မြင်မဲ့အနေထားတွေရှိနေပါတယ်။အခြေအနေပတ်သက်တဲ့လုပ်ငန်းเนาะနောက်တစ်ခုက အဆောင်နဲ့ပတ်သက်တဲ့လုပ်ငန်းတွေအကျိုးပေးကာလအကျိုးပေးတဲ့ရပိုင်းတွေဖြစ်ပါတယ်။ဝေကံရဲအရာကောင်းတယ်။ဝေငွေကျန်းထွက်ငွေကျဆိုတဲ့ကာလဖြစ်ပါတယ်။ကားလုပ်ငန်းကြောက်လုပ်ငန်းတွေလည်းအကျိုးပေးအောင်မြင်မှာဖြစ်ပါတယ်။ဆာရဆရာဆက်ပစီဒုက္ခပေးမိတတ်ပါတယ်။စကားများတာတွေရှင်းဥစည်းကံဆက်ပစီကြောင့်ရှင်းဥစည်းကံသတ်သွားတာမျိုးတွေကြိုးရနိုင်ပါတယ်။လူမွေးကိစ္စရတဲ့ကောင်းတယ်။ အလည်းငရာကိစ္စရတယ်လေကောင်းတယ်ရှေ့ထွက်မယ်မိသားစုကိစ္စရတယ်အေးအေးချမ်းချမ်းဖြစ်မယ်မြေအယောဝယ်ကိစ္စတွေအလုပ်ဖြစ်မယ်ဖုံးယောဝယ်ကိစ္စတွေအလုပ်ဖြစ်မယ်ပညာသူပညာဆန်းတွေတက်ရတတ်တယ်ပညာရတယ်လေရောက်လာနိုင်ပါတယ်သင်တန်းတွေတက်ရတဲ့အနေအထားမျိုးလည်းဖြစ်ပေါ်မှာဖြစ်ပါတယ်မိစေပေါင်းနဲ့ရဝေးရောရနေရော ကူညီမှုတွေရရှိမှာဖြစ်ပါတယ်။ခရီးကံနေကောင်းတယ်။ခရီးသွားတဲ့အတွက်စုလက်ဆိုတဲ့ပုံစံမျိုးဖြစ်ပါတယ်နော်။ခရီးသွားရလက်ပွက်မယ်၊ခြိပောက်ထားတွေပါကြုံမယ်။အိမ်ပြေအိမ်ဆောက်ကင်းနေလေပေါပေါမှာဖြစ်တယ်သူရဲ့ဆက်လုပ်ငန်းတွေအကျိုးပေးမယ်တွစ်တန်တဲ့အရောင်းဝယ်လုပ်ငန်းတွေအကျိုးပြုမယ် ဆောက်လုပ်ရေးနဲ့ပတ်သက်တဲ့အရာဝါကိစ္စတွေအောင်မြင်မဲ့ကာလဖြစ်တယ်အကျိုးပေးအောင်မြင်တဲ့ကာလဖြစ်ပါတယ်လူမျိုးချကောင်း90ဒုက္ခပေးတယ်လို့လည်းရှိမယ်ကုညီပေးမယ်လို့လည်းရှိမယ်အဲဒါအကောင်းဆုံးထွန်းထွက်ခြင်းဖြစ်ပါတယ်ဒီလျှက်စစ်သတိထားရပါဖြစ်ပါတယ် လူငယ်နဲ့ပတ်သက်တဲ့အခြေရေးကိစ္စတွေကတော့ကောင်းနေတယ်ဘုဒ္ဓဘာသာရေးအနေနဲ့ကျမ်းမာရေးလည်းကောင်းပါတယ်မိခင်ကျမ်းမာရေးလည်းကောင်းတယ်ဖခင်ကျမ်းမာရေးလည်းကောင်းပါတယ်ဘုဒ္ဓဘာသာရေးတွေကသူရားရဲ့ကိစ္စရက်တွေချားမှာချမ်းမြတ်ပြီးတော့အမှုပြရနာတွေဆေးရုံစင်ကနေပတ်သက်တာတွေကျွမ်းနိုင်ပါတယ် ရေရာအနေနဲ့ဘာလို့ဆောင်ရထားမလဲဆိုလို့ရှိရင်တတိခုနှစ်မျိုးဖျားအောင်လို့ပါတတိယခုနှစ်စိတ်တော်လကောင်းဒုမဟုတ်ခုနှစ်မျိုးတော်လကောင်းပေါ့နော်ဘာတတိမျိုးဖြစ်ဖြစ်ခုနှစ်စိတ်ဒီပကံကြားထဲမှာထည့်ပြီးတော့ဖျားအောင်လို့ရတယ်ဒုမဟုတ်တတိခုနှစ်မျိုးလည်းလို့ရပါတယ် အဲ့တော့တတိခုနှစ်စိတ်တော်ကတတိခုနှစ်မျိုးတော်ကဘုရားတို့ကလူရဆုတောင်းမှာစနေနေ့ညမှာအဝါဟုတ်ဆုံးဝေးပြီးတော့နောက်နေ့မှာရှင်းမျောပါရှင်းမျောတဲ့မှာလက်သက်ချီတဲ့ဆဗယ်စရိထိုက်ပြီးတော့မျောပါငါတန်နေခါလို့ပြောပြီးတော့မျောပါအရာအားဖြင့်အရာဖြစ်တော့ရောင်နဲ့ရောင်ဆိုအကွက်ကလေးပြီးတော့အနည်းရအချိုးပေးပါတယ်ခဏအားဖြင့်6တိအချိုးပေးပါတယ် တောက်ကြနေတို့တနင်္ဂနွေနေ့တို့ကမိမိတို့ရဲ့နေကောင်းနေ့ရပြကြပါတယ်။ဘောတရူသားသမီးများအလုံးစိတ်ချမ်းသာကြခွေးကြမှာကြများပြည့်စုံကြပါစေခင်ဗျာ။သတ္တဝေသားသမီးများအလုံးမင်္ဂလာပါလို့မကွယ်ဆက်တာပေးပါရခင်ဗျာ။24ရက်လေးတာ2025မှ30ရက်လေးတာ2025တပတ်တွင်းသတ္တဝေသားသမီးများတွေကုမုဒ္ဒရာအောင်ပြည်ရဲ့ဟောစရကဏ္ဍတွေကိုဟောပြောပေးတော့မှာဖြစ်ပါတယ်။သတ္တဝေသားသမီးများဟာလွန်ကားပြောင်းရွှေ့ခြုံရနိုင်ပါတယ်။ အဝေးမဟုတ်ပြီမဲ့လို့နော်အနည်းအနာအရေများတော့ဖြင့်ပြောင်းရွှေ့တတ်တယ်နောက်တစ်ခုကလုံလန်းတစ်ခုထဲမှာနေရာချင်းတာပေါ့နော်လုံငန်းကိုလက်ရှိတခြားအတစ်ကိုမဟုတ်ဘဲနဲ့လက်ရှိလုံငန်းဟောင်းထဲကနေပြီးတော့နေရာနေရာပြောင်းတာမျိုးတွေကျွမ်းတတ်တယ်ရရှိနေရာတွေပြီးတော့ဥမာဟောခန်းနဲ့ဒီဘက်ခန်းဒီဘက်ခန်းနေပြီးတော့ဟောခန်း ဒီတာဝန်ကနေပြီးယူထားရသလိုရှိရတခြားနောက်ဝတ်တာဝန်ကိုတွဲပြောင်းပြီးတော့လောကအနေထားမျိုးတွေဖြစ်ပေါ်ခြင်းလို့ပြောပြောခြင်းဖြစ်ပါတယ်အာလုံငန်းပြောင်းရွှေ့တွေကြုံမယ်မစ်စီပါနဲ့ကုညီမဆောက်ပေါ်မယ်ညီနဲ့ပတ်သက်တဲ့လုံငန်းတွေကြိုးပေးမယ်ပွဲစားလုံငန်းတွေကြိုးပေးမယ်ပညာရေးနဲ့ပတ်သက်တဲ့လုံငန်းတွေကြိုးပေးမယ်ပရိဒါနဲ့ပတ်သက်တဲ့လုပ်ငန်းတွေကြိုးပမ်းအောင်မြင်မယ်။မိသားစုမှာအကြအောင်မြင်မှုရှိမယ်။ ပျော်ရွှင်ဖော်ရကိစ္စတွေဖြစ်ပေါ်လာမယ်။ဝေကံတွေရန်ကောင်းတယ်။ငွေချေလက်လာပါတွေပွင့်လာမယ်။ကြောက်လွန်ကကားလောက်ကနေကြိုးပြီးအောင်မြင်မယ်။လူငယ်တွေပတ်သက်တဲ့အခြေကိစ္စတွေကောင်းတယ်။ခေးကံတွေလည်းကောင်းတယ်။ပျော်ရွှင်ဖော်ရခီးတွေသွားနိုင်တယ်။ဇဝေခီးတွေသွားရတယ်။ရုပ်တရက်ဇဝေခီးတွေကောက်ကင်ကသွားတတ်တယ်။ ဆက်ပစီလုပ်ငန်းတွေကျိုးပေးမယ်။စံစီစည်းစားဆက်ပစီစာဝတ်စာရအလုပ်တွေကျိုးပေးမယ်။လူမျိုးချာဒုက္ခပိတာကြီးကျောင်းနိုင်တယ်။နိုင်ငံခြားတဲ့ပတ်သက်ပြီးတော့အထင်ကောက်တွေဖြစ်လိမ့်မယ်။အထက်ထက်လုပ်ငန်းတွေလောရဆဆိုင်ကဖြစ်တယ်။လူမျိုးရေးကိစ္စကြတဲ့ကောင်းတယ်၊ရွှေလုပ်ငန်းတွေကောင်းတယ်၊ကာသမီအောက်လက်ငယ်ရာဂိမ်းတွေကောင်းတယ်။ ုတ်တော်ခြေပရိသခြေပရိသပြည်များကျမ်းမိုင်နဲ့ပတ်သက်ပြီးတော့လည်းကောင်းတယ်လူငယ်နဲ့ပတ်သက်တဲ့အခြေအနေတွေလည်းကောင်းတယ်အိမ်တော်ကြတာတွေဖြစ်ပေါ်နိုင်တယ်အိမ်တော်ကြတာလို့ရှင်လည်းကောင်းပါတယ်အိမ်တော်ရှင်နေနေတဲ့သာသမီရတနာဇာခင်ရှိတယ်ဒီလိုချိန်မှာဒီလိုရက်ဆဲမှာရှင်နေငယ်ရထားရပါကရှောက်ကြလေး တာသမီးယရနာလွှဲထားတဲ့အနေအထားမျိုးဖြစ်ဖြစ်မှာဖြစ်ပါတယ်။မိခင်ကျမကြီးကောင်းတယ်ဖခင်လည်းကျမကြီးကောင်းတယ်။အဲဒီတော့ရှရိယာနဲ့ဘာလို့ဆောင်းထားမလဲဆိုလို့ရှိရင်ရှေးကြီးစနေမကင်းဖရာတို့ကလူရစတော်မှာအကြောင်းအားဖြင့်အဖြူရောင်စင်းရောင်အဝါရောင်ချိုးပေးပါတယ်။ကနအပြည့်နှစ်လေးကျိုးပြီးပါတယ် လင်းလာနေတဲ့ဗောဓိဥနည်းတို့ကမိမိတို့ရဲ့နေကောင်းနေရမြဖြစ်ကြပါတယ်တတပရိသတ်များအားလုံးစိတ်ချတာကြခွေးကြမ်းစေများပြည့်စုံကြပါစေခင်ဗျာတောက်ကြတပရိများအားလုံးမင်္ဂလာပါလို့နှုတ်ခွန်းဆက်တာပါတယ်ခင်ဗျာ24ရက်လေးလ2025မှ30ရက်လေးလ2025တပတ်တွင်းကောက်ကြတပရိများတဲ့ကုမုဒ္ဒရာအောင်ဗီရဟောဆန်းကဏ္ဍကရီမျိုးဟောပြောပေးတော့မှာဖြစ်ပါတယ်တောက်ကြတပရိတွေဟာလုပ်ငန်းနဲ့ပတ်သက်ပြီးတော့ ရှေ့သို့ရင်ခဲနောက်ဆုံးရင်ခဲဒါမျိုးလေးတွေဖြစ်တတ်တယ်။ပြောင်းရင်ကောင်းမလားမပြောင်းရင်ကောင်းမလားဆိုတဲ့ဆုံးဖြတ်ချက်ဆောက်ရခက်တတ်ပါပဲ။အခွင့်အရေးမတည့်ရင်ပြောင်းတာရှိတာရင်မလုံးနိုင်အောင်လို့ဟောပြောပြရမှာဖြစ်ပါတယ်။အကြံပေးပါတယ်။နော်။လုပ်ငန်းကံကခွင့်အလန်းကောင်းတွေရောက်လာတတ်တယ် အလိုလျောက်ဖြစ်ပေါ်လာတဲ့ကိုယ်ကဖန်တီးယူလို့ရှင်တော့လွဲဟမှုတွေကျွမ်းတတ်တယ်เนาะဒါကြောင့်မလို့ချိန်မဆရာအပြင်စောင့်ဆဲရမှာဖြစ်ပါတယ်မိသားစုကိစ္စတွေအောင်မြင်မဲ့မိစေပေါင်းင်းတွေချိုးပေးမယ်မြင်တဲ့ပတ်သက်တာဖုန်းနဲ့ပတ်သက်တဲ့လုပ်ငန်းတွေချိုးပေးမယ်ပွဲစားလုပ်ငန်းတွေချိုးပေးမယ်အစားဝယ်လုပ်ငန်းတွေဖြစ်မယ်မြေဝန်ကိန်းရှိပါတယ် ဗာရာဟိနဲ့ပတ်သက်တဲ့လုပ်ငန်းတွေအထူးသဖြင့်လုပ်ကင်ရတတ်တယ်အောင်မြင်မှုပြီးမယ်အကျိုးရှိမယ်ဆရာကောင်းသမားကောင်းတွေ့မယ်ရွှေမှုတွေနဲ့ချက်တန်းမှာဖြစ်ပါတယ်ငွေကန်နေရတဲ့အရန်ကောင်းတဲ့ကာလဖြစ်တယ်ဝင်ငွေကျထွက်ငွေကျဆိုတဲ့ကိန်းဖြစ်ပါတယ်သုံးလေးဝင်လေးဆိုတဲ့ကိန်းဖြစ်ပေါ်ဖြစ်ပါတယ်ကားထွက်ခြင်းကြောက်ထွက်ခြင်းတွေဖြစ်မယ်ခရီးဝေးတွေသွားလိုက်တယ်တွားတတ်တယ် ။ကောင်းသောခရီးသွားမယ်ပျော်ရွှင်ဖွယ်ရာခရီးသွားမယ်။နာယီပြည့်စင်ကြောင့်ဒုက္ခပိတတ်တယ်။နာယီဝင်လို့ရှင်တဲ့ဒုက္ခပိတတ်တယ်စိတ်နှဆက်တွေကြုံရနိုင်တယ်။ဆက်ကစီကိစ္စကြီးကျိုးပြီးတယ်။ဆက်ကစီနဲ့ပတ်သက်ပြီးလက်ဆောင်ရတာနိုင်ငံခြားနဲ့ပတ်သက်ပြီးချီကန်နေထပွတ်တာဖြစ်ပေါ်မှာဖြစ်ပါတယ် စီပွားရတော့ရန်ကောင်းနေတဲ့ကာလဖြစ်တယ်။ဒါလည်းလို့လို့စီပွားနဲ့ပတ်သက်ပြီးတော့အဆင်ပြေတယ်။ကြီးကြီးမားမားအကျိုးပေးအောင်မြင်မဲ့ကာလဖြစ်ပါတယ်။လူမျိုးခြားဒုက္ခပစ်လိမ့်မယ်။အထယ်ထယ်လေးလုပ်ငန်းတွေညံ့နေတယ်။မိလျက်စစ်ဒုက္ခပစ်တတ်တယ်။ဝါရကျိုးနဲ့ပတ်သက်လို့ရှင်သတိထားမှာဖြစ်ပါပဲ။လူမျိုးရေးကိစ္စရက်တွေကောင်း90ဆုံး90ဖြစ်တယ်။အောက်လိုက်ငရာတာသမိကြောင့်အနှဲငယ်ပြောရဆိုရခက်တဲ့အနေအထားမျိုးတွေဖြစ်ပေါ်မှာဖြစ်ပါတယ်။ ရှေ့ထွက်သွားတတ်တယ်။ကျမ်းမာရေးနဲ့ပတ်သက်ပြီးရောတောက်ကြသားသမီးတွေကျမ်းမာရေးလည်းဘာမှလုပ်ဆရာမလို့ကျမ်းမာရေးကောင်းတယ်။မိခင်ကျမ်းမာရေးကောင်းတယ်။ဖခင်လည်းကျမ်းမာရေးကောင်းတယ်။လူငယ်နဲ့ပတ်သက်တဲ့ပတ်သက်လူငယ်နဲ့ပတ်သက်ပြီးတော့အခြေအကိစ္စရက်တွေကောင်းတယ်။အိမ်ဆောင်ကြတာတွေလည်းဖြစ်ပေါ်တတ်တယ်။အလူကိစ္စတွေမင်္ဂလာဆောင်ကိစ္စတွေလည်းဖြစ်ပေါ်တတ်တယ်။စိတ်ဆက်ကြောင်းလာမှုကိစ္စဆိုရင်တော့ဖြစ်သွားတာမျိုးဖြစ်ပေါ်မှာဖြစ်ပါတယ်။ ဇရိယာအနေနဲ့ဗ ாய் ဆွဲထားမယ်ဆိုလို့ရှိရင်မုံစိမ့်ပေါင်းဖရာတို့ဟာလူရစုတောင်းမှာအရှောင်းအားဖြင့်ညီညွတ်ရောင်အဝါရောင်အဖြူရောင်ကျိုးပေးပါတယ်။ကနားအားဖြင့်သုံးငါကျိုးပေးပါတယ်။အင်္ဂါနေ့တို့ဇတာပရိနေ့တို့ကမိမိတို့အတွက်နေကောင်းနေရမြဖြစ်ကြပါလေ။တောက်ကြတာရိမြအားလုံးစိတ်ချမ်းသာခြင်းကိုကြားမှာခြင်းများပြည့်စုံကြပါစေခင်ဗျာ။ဆရာပြန်မယ်နော်။ စနေသားသမီးများအားလုံးမင်္ဂလာပါလို့နှုတ်ခွန်းဆက်တာပါခင်ဗျာ24ရက်လေးလ2025မှာ30ရက်လေးလ2025တစ်ပတ်အတွင်းကုမုဒ္ဒရာအောင်ဗီရင်ဟော့စရန်ကန္နကရမီရစနေသားသမီးများတွေဟောပြောပေးတော့မှာဖြစ်ပါလေစနေသားသမီးများဟာအလောက်ကိုင်းနဲ့ပတ်သက်ပြီးတော့ချစ် လုပ်ငန်းနဲ့ပတ်သက်ပြီးလက်ရှိလုပ်ငန်းတွေကောင်းတယ်လုပ်ငန်းတွေရောင်းတဲ့ကိစ္စတွေမှာတော့ဒုက္ခပေးလိမ့်မယ်လုပ်ငန်းတွေပြောင်းရွှေ့ပြီးတော့လုပ်ရတဲ့အနေအထားတွေလုပ်ငန်းတွေပေါ်ဆောင်တာတွေခက်ခဲရှိပါတတ်ပါတယ်လုပ်ငန်းဟာကိုပြုပြပြောင်းလဲပြီးတော့လုပ်မယ်ဆိုလို့ရှိရင်အဆင်ပြေပါတယ်နော်ပြောစင်တာလုပ်ငန်းတွေပါလေလုပ်တဲ့အခါမှာခုမှလုပ်တဲ့အခါမှာဆိုလို့ရှိရင်တော့နည်းနည်းလေးအချိန်ရပိုင်းစောင့် ဒီတပတ်တော့ကြော်သွားပေါ့လုပ်ငန်းတက်တည်လုပ်ဖို့ဆိုလို့ရှိရင်เนาะအဲ့တော့လုပ်ငန်းနဲ့ပတ်သက်ပြီးတော့တဲ့လုပ်ငန်းလုပ်တဲ့ကိစ္စရပ်တွေဖြစ်ပေါ်မယ်လုပ်ငန်းဟောင်းတွေကတော့ပို့ပြီးတော့အကျိုးပေးအောင်မြင်မယ်အောက်လက်ကရာနဲ့ပတ်သက်ပြီးအကျိုးပေးအောင်မြင်မယ်အောက်လက်ကရာကိစ္စရပ်တွေကောင်းတယ် ခြေကပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့တွဲဖက်ပြီးတော့လုပ်ကြရတာမျိုးကြီးကိုညီမှုရတာမျိုးကြီးဖြစ်ပေါ်လာတတ်ပါတယ်လူမွေးကိစ္စရတဲ့ကောင်းတယ်ရှဝေးရံနဲ့ကိုညီမှုတွေရရှိတတ်တယ်ရွှေလုံငန်းတွေရရန်ကောင်းတဲ့ကာလဖြစ်တယ်ကာသမီချိုးပြီးတဲ့ကာလဖြစ်တယ်ဇာတ်ရုံးနဲ့ပတ်သက်တဲ့ကိစ္စရက်တည်း လုပ်ငန်းမှာကြီးကြီးမားအောင်မြင်တဲ့ကိစ္စတွေဖြစ်ပေါ်မှာဖြစ်ပါတယ်အလုံးဟောင်းကိုပို့ပြီးတော့ဦးစားပေးလုပ်ကြရမယ့်အနေအထားကိုပြထားခြင်းဖြစ်တယ်ဒီမျိုးကြားပူညီမဆောက်ပေါ်မယ်နိုင်ငံရခြားနဲ့ပတ်သက်ပြီးတော့အလုပ်ကိစ္စပစ္စည်းပစ္စည်းကအားကောင်းနေတဲ့ကာလဖြစ်တယ်အထယ်အထယ်လေးလုပ်ငန်းတွေလည်းကောင်းတယ်အနုပညာနဲ့ပတ်သက်တဲ့လုပ်ငန်းတွေလည်းကောင်းတယ် ချက်ပစ္စည်းစားရစားကိစ္စရတဲ့ကောင်းတယ်ချက်ပစ္စည်းချိုးပေးမယ်စံစီစေးစားစက်ပစ္စည်းလုပ်ငန်းအင်္ဂါနေ့ချိုးပေးမယ်အဖက်အဖက်ကအဖက်ဘက်ကနေပြီးတော့ကုညီမှုရရှိသလိုကိုကိုရရန်လည်းအဖက်ဘက်ကအဖက်ဘက်ကိုကုညီမှုတွေစီစဉ်မှုတွေလှုပ်ရှားလောက်ကရတဲ့အနေအထားမျိုးတွေဝေဝေဆာဆာဖြစ်ပေါ်မှာဖြစ်ပါတယ်ဒီကောင်းနေတော့တဲ့ ကြီးတို့ခီးစီတွားမဲ့ကိစ္စကြတယ်လေချစ်ပေါ်မှာဖြစ်ပါတယ်ငွေကန်နေရတော့ကောင်း90စုံ90နော်ငွေကန်နေရအញ្ញိုင်းလည်းမဟုတ်ဘူးကောင်းလားဆိုတော့အကောင်းလည်းမဟုတ်ဘောနော်ထို့တော်လည်းကောင်းတဲ့ကောင်းတဲ့ဘက်ကိုပို့ပြီးတော့ကောင်းတဲ့ဘက်ကိုနည်းငယ် အလေးတာတာလေးတော့တွေ့ရတယ်ပေါ့နော်။အဲ့နောက်ဘက်ကိုအနှဲငယ်ရှိနေတာတော့တွေ့ရပါတယ်။မိစေပေါင်းတဲ့ကောင်းကားတဲ့ဆုံးကားတဲ့ကောင်းတဲ့လူရှိတယ်လို့ကဒုက္ခပေးလိုက်လို့ရှိတတ်တယ်တဲ့။မိစေပေါင်းတဲ့ပတ်သက်ပြီးရောမထမဘက်နဲ့ယနေ့တည်းကစကားများတာလေးအထင်မြင်လွဲတာလေးကျင်ဝတတ်တယ်တဲ့။နော်လုံးလုံးမှုစောင့်မှုပိုင်းဆိုင်ရာတွေမှာသဘောထားတွေကွဲလွဲမှုတွေချစ်ပေါ်တတ်တယ်တဲ့။ဒါကိုပြောခြင်းဖြစ်တယ်နော်။မိသားစုရေးမှာလေကိုကိုကိုရဲ့မိသားစုရေးမှာတော့တစ်ခါစီမှာလှုပ်တဲ့အတိုင်းနဲ့အကိန်းတွေက ခဲနဲ့တရားကိုမနစ်မြတ်တာတွေဖြစ်တတ်တယ်အလောက်ကရင်မှာမိသားစုရဲ့မှာဥနည်းဘက်ကပယ်နေဥထားဆိုတဲ့အနေအထားမျိုးတွေဖြစ်ပေါ်တတ်တယ်နော်အဲ့ဒါတွေသတိထားပြီးတော့ဆောင်ရမှာဖြစ်ပါတယ်နှိမ့်နိုင်ပြီးတော့လုံးလုံးမှာဖြစ်ပါတယ်မြေချောက်စကားများခြင်းတဲ့အဲ့ဒါတွေကြောရတတ်တယ်နော်မြေရောင်းတဲ့ကိစ္စတွေကထွက်တော်တတ်တယ်မြေတွေပါထွက်ကင်းရှိတယ်ဝယ်မယ်ဆိုရင်တော့အနေနဲ့လေးဆိုင်ကနော်အဲ့မြေချောက်ပြဿနာတွေကြောရတတ်တယ်ဒါတွေဒါတွေဖြစ်ပေါ်တတ်တယ်နော် ဖုန်းနဲ့ပတ်သက်ပြီးတော့စကားများတာဖုန်းနဲ့ပတ်သက်ပြီးတော့ပရိပကဖြစ်တာဖုန်းနဲ့ပတ်သက်ပြီးတော့မီတာစုအုပ်စုအစမပြေမှုတွေစကားများတာတွေကျောင်းနိုင်တယ်ဒါလေးတက်ပြီးတော့ဟောပြောပေးလို့ရတယ်စနေသားသမီးတွေအနေနဲ့လူငယ်နဲ့ပတ်သက်တဲ့အခြေရင်းသုံးချက်ချခက်တဲ့ ရံဖြစ်လိုက်ပြန်ချက်လိုက်ဆိုတဲ့ပုံစံမျိုးဖြစ်တယ်အချို့ကိစ္စတွေမှာကြားလေသေးလို့ဝေးကွာရတဲ့အနေအထားမျိုးတွေလည်းဖြစ်ပေါ်မှာဖြစ်တယ်ဒါလူငယ်နဲ့ပတ်သက်တဲ့အခြေအနေတွေပေါ့နော်အဲဒီတော့ဝေးရကောင်းတယ်စနေသားတစ်ပြည့်အနေနဲ့ကျမ်းမာရေးရလဲဘာမှမြူလို့ဆောင်မလို့ကျမ်းမာရေးလည်းကောင်းတယ်မိခင်ကျမ်းမာရေးနိုင်ငံညက်တဲ့ဖခင်ကျမ်းမာရေးကောင်းပါတယ်အဲ့တော့ ရှရိယပါရီလုတ်ထားမယ်ဆိုလို့ရှင်ဖျားမှာစီတမင်ဖျားကိုလူဟာစီတမင်တပကံဖျားကိုလူဟာလူဟာဆိုတော့မှာအင်္ဂါနေ့မှာအုံဒီအခွင့်စင်းကိုအဝတ်လပ်ပြီးတော့အရေးသွမ်းမှာစားရညာပရနဲ့တုံးကထဲပါအုံဒီစားတဲ့ကြေရရပေါ့နော်ညောင်မဲမှာဤဆက်ရညောင်မဲကိုသွားပြီးတော့ရုပ်ကဆူဤစီမှာလှူပါ ရုပ်ကစိုးထံမှာလူပါညမမရှိရုပ်ကစိုးလူပါရုပ်ကစိုးထံမှာတိုက်တဲ့ဆူတောင်းခဲ့ပါအစအားဖြင့်အနီယာနီယာကျိုးပြီးပါတယ်ခဏအားဖြင့်တိကျဲ၃ရက်ကျိုးပြီးပါတယ်တနင်္ဂနွေနေ့တို့အင်္ဂါနေ့တို့ကမိမိတို့တွေနေကောင်းနေ့ရက်များဖြစ်ကြပါတယ်စနေရက်နေ့အားလုံးစိတ်ချမ်းသာခြင်းကိုကြားမှာခင်ဗျာပြည့်စုံကြပါစေခင်ဗျာ